ပြီးတော့နောက်တစ်ခုမေးသတိပေးချင်တာကလေငလင်လှုပ်တဲ့အချိန်မျိုးမှာလေတချို့တွေကစက်ပစ္စည်းနဲ့ပတ်သက်တဲ့ဥပမာဓာတ်လေကားတို့ပါလို့သုံးတဲ့သူမျိုးတွေရှိတယ်ငလင်လှုပ်နေတဲ့အချိန်မျိုးမှာဓာတ်လေကားလုံးဝမသုံးပါနဲ့နော်ဓာတ်လေကားလုံးဝမသုံးတဲ့မှာဟုတ်ဘာလို့လဲဆိုရင်ငလင်လှုပ်တဲ့အချိန်မှာဓာတ်လေကားတွေပါတွေကလည်းပြတ်သွားနိုင်တယ်မီးတွေပါတွေလည်းပြတ်သွားနိုင်တယ်ဓာတ်လေကားတွေပါတွေလည်းရက်သွားနိုင်တယ်ပေါ့နော်အဲ့တော့ကိုကဓာတ်လေကားတွေမှာပိတ်မိသွားနိုင်ပါလေ เนาะအဲ့တော့ကျတော့ငလင်လှုပ်တဲ့အချိန်မှာဓာတ်လေကားတွေပါတယ်လုံးဝမသုံးပါနဲ့ရှယ်ပုံမှန်လေကားကနေပဲဆင်းပါမင်္ဂလာပါမင်းနဲ့ဒီတာ page ကမေးပါရှယ်မေးဒီနေ့ပေါ်တော့အခုဗီဒီယိုကိုနားထောင်နေတဲ့သူတွေအားလုံးအတွက်အရေးပါမယ်ဟာလေးတစ်ခုပြပြပါမယ်။တကယ်ကိုမှအထောက်အကူဖြစ်မယ်ဟာလေးတစ်ခုကို ပြပြချင်ပါတယ်။အဲ့ဒီဟာကဘာလဲဆိုလို့ရှင်ပါနော်။အရေးပေါ်လွယ်အိတ်ပေါ့။အရေးပေါ်အိတ်ပေါ့နော်။အဲလွယ်အိတ်ပဲဖြစ်ဖြစ်အိတ်တစ်ခုခုပဲဖြစ်ဖြစ်ပေါ့နော်။အရေးပေါ်အိတ် နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုမေးပြပြပေးပါမယ်။အရေးပေါ်အိမ်ဆိုတာကလေအခုဂျပန်သွားနေတဲ့သူတွေထဲမှာလဲပေါ့နော်။ဒါအရေးပေါ်အိမ်ဆိုတာကစောင့်ထားတဲ့နဲ့အရေးပေါ်အိမ်ဆိုတာဘယ်လိုမျိုးလဲဆိုရုပ်တရက်တဘာဝဘေးရန်တွေတခုခုကြာရောက်လာတဲ့အချိန်ဂျပန်မှာဆိုလို့ရှိရင်လည်းဂျပန်မှာငလင်းတွေတအားလှုပ်တယ်ကွာ။တအားလှုပ်တဲ့ပုံမှာငလင်းလှုပ်လာပြီဆိုလို့ရှိရင် ဒါမှအဲ့ဂလေးလှုပ်တဲ့အချိန်မှာမှကိုကအရေးကြီးတဲ့ဆိုင်ရွက်ဆက်တန်းတွေထိုင်ထည့်နေမယ်အရေးကြီးတဲ့ပစ္စည်းတွေယူနေမယ်ဆိုရင်ကို့အတွက်အချိန်ကဘလို့မှမိမှာမဟုတ်ဘူးတကယ်လို့များတိုက်တွေပါတယ်ပြုံတဲ့အထိပါဖြစ်လာနိုင်တဲ့ငလေးမျိုးဆိုရင်ပေါ့နော်အဲ့တော့ကျတော့မေးအကြံပေးချင်တာကအရေးပေါ်အိတ်ပုံစံမျိုးစောက်ထားတဲ့လေပေါ့နော်အဲ့အရေးပေါ်အိတ်ထဲမှာကို့အတွက်ရေတန်ဘူးလိုအပ်တဲ့ပေါ့နော်စားစရာအချောက်ချမ်းပစ္စည်းလေးတွေပေါ့နော်မှုမတက်တဲ့ပစ္စည်းမျိုးတွေပေါ့စားစရာအချောက်ချမ်းပစ္စည်းတွေရေဘူးတွေရေတံဘူးတွေပေါ့နော် ပြီးရင်ဓမီလာနော်ပြီးရင်ကိုယ့်ရဲ့လိုအပ်တဲ့ဆိုင်ရွက်စာတမ်းတွေကအစာပေါ့နော်ပတ်စံကအစာလိုအပ်တဲ့ဟာမှန်တယ်များပေါ့အဲ့ဒီအရေးပေါ်လွယ်အိတ်ထဲမှာပေါ့နော်အရေးပေါ်အိတ်ထဲမှာထည့်ထားတဲ့လေအဲ့ဒီလိုအိမ်မျိုးကိုပေါ့နော်ကိုကဘာမှမဖြစ်ခင်တည်းကကြိုတင်ပြီးတော့ပြင်ဆင်ထားတဲ့လေပေါ့နော်ဂျပန်မှာရှိနေတဲ့လူတွေလည်းဂျပန်မှာရှိနေ တဲ့အလျောက်ပေါ့နော်။မြင်းကလင်းတန်တွေရှိတယ်ဟုတ်တယ်မလား။အဲ့ဒီအတွက်ကိုဒီလိုမျိုးအရေးပေါ်အိတ်ဆိုတာမျိုးပြင်ဆင်ထားတဲ့နေပေါ့နော်။အခုခုဖြစ်လာပြီဆိုတော့ねကိုကအဲ့ဒီအိတ်ကိုဆွဲပြီးတော့ပြေးရုံပဲ။နော်။အဲ့လိုမျိုးကိုအတွက်တစ်ခါတည်းပြင်ဆင်ထားတဲ့နေ။အခုမေပြောချင်တာကဂျပန်နိုင်ငံတစ်ခုတည်းကိုပြောချင်တာမဟုတ်ဘူးပေါ့နော်။ဘယ်နိုင်ငံမှာပဲရှိရှိကိုကအရေးပေါ်အိတ် တလုံးပြင်ဆင်ထားတဲ့လို့တော့မေးရတော့ထင်တယ်ပေါ့နော်တဘာဝဘေးရန်တွေတခုခုကြုံလာတဲ့အချိန်မျိုးမှာကို့အနေနဲ့အဲ့ဒီအချိန်မှာပစ္စည်းတွေကောက်ခဲအဲ့ဒီအချိန်မှာပစ္စည်းတွေကောက်ရှာဆိုလို့ရှိရင်ဘလို့မှအဆင်မပြေပါဘူးဘလို့မှလည်းအချိန်မရပါဘူးနော်အဲ့တော့ကြတော့အဲ့လိုအရေးပေါ်လွယ်အိတ်ကလေးအရေးပေါ်အိတ်ကလေးတခုကို့အနေနဲ့အဲ့လိုမျိုးအိတ်ကလေးကိုပြင်ဆင်ထားတယ်ဆိုလို့ရှိရင် ုခုအရေးအကြောင်းတဘာဝဘေးရန်တွေတခုခုကြုံလာတဲ့အချိန်မျိုးမှာအဲ့ဒီအိတ်ကိုပဲကင်ပြီးတော့ပြေးရုံပဲွားတည်လာလိုအပ်တဲ့အပြင်မှာရှိရဖုန်းလိုကွန်ပျူတာတို့ဒါလေးတွေပဲထပ်ထည့်ပြီးတော့ဒီအိတ်ကိုကင်ပြီးတော့ပြေးရုံပဲအဲ့ဒီအချိန်မှာတခုခုပြစ်လိုက်ဥမာမုံတိုင်းညီမတိုက်လာတဲ့အချိန်တော့မှဥပမာငလင်းညီမထထုတ်တဲ့အချိန်မှာကိုကအဲ့ဒီအိတ်ကြီးကိုပြင်ဆင်နေလို့အဲ့လိုအရေးပေါ်ဆရာဆက်တဲ့နေထဲ့နေလို့လဲကိုကဘယ်ငလင်းကမှစောင့်မနေဘူးပေါ့နော်အဲ့တော့ကြာသူလုတ်ဆရာရှိရလုတ်သွားမှာပဲအဲ့တော့ကြာတော့မေပြောချင်တာကကြိုတင်ပြီးတော့ပြင်ဆင်ထားပါ ကြိုတင်ပြင်ဆင်ထားတာကကို့အတွက်ဘယ်တော့မှမမအောင်နော်အဲ့တော့ကြတော့ကြိုတင်ပြင်ဆင်ထားပါဂျပန်နိုင်ငံတခုရဲ့ကိုပြောတာမဟုတ်ဘူးဘယ်နိုင်ငံပဲဖြစ်ဖြစ်ဘယ်နိုင်ငံပဲရောက်ရောက်အဲ့လိုမျိုးအရေးပေါ်လွယ်အိတ်ဆိုပြီးထားတင်ပါလေဘာလို့တော့ဆိုတဘာဝဒေးရနေရဆိုတာကပြောလို့မရဘူးဟုတ်တယ်နော်ရုပ်တရက်ကြီးဝင်လာခြင်းလဲဝင်လာမှာပဲငလင်လာမှုန်နိုင်လာငလင်ဆိုရင်ပူဆိုးတယ်ပေါ့နော်ဘလို့မှမမီနိုင်ဘူးအဲ့တော့ကြတော့မေးပြောချင်တာအဲ့လိုအိမ်မျိုးကိုဘယ်နိုင်ငံပဲဖြစ်ဖြစ် ြင်ဆင်ထားပါကိုလိုအပ်တဲ့ဟာမျိုးတွေကိုရဲ့အရေးကြီးတဲ့ဆိုင်ရွက်စာတမ်းမှန်မှရတယ်ကိုအသုံးလုံးမယ်အသုံးတည့်မယ်ဆိုတဲ့ဟာမျိုးတွေမို့တက်မဲ့ဟာတွေမဟုတ်ပဲအစားအစာဆိုတဲ့အချောက်အချမ်းလေးတွေအဲ့လိုမျိုးလေးတွေထည့်ထားပါဘာဝဘေးရနေတဲ့တစ်ခုခုကြုံလာတဲ့အချိန်မျိုးမှာ လွယ်အိတ်ကလေးကင်ပြီးကိုကဘေးကင်းတဲ့နေရာကိုပြေးရုံပဲပေါ့နော်ကိုရဲ့အရေးပေါ်လွယ်အိတ်ကလေးကိုကင်ပြီးတော့ပုံမှန်လေကားကနေပဲဆင်းတင်ပါတယ်နော်ဓလေကားတွေပါနေနဲ့ဆင်းတာမျိုးတွေဓလေကားအသုံးပြုတာမျိုးတွေလုံးဝမလုပ်တဲ့မှာပေါ့နော်အဲ့ဒီဟာလေးတစ်ခုကိုလည်းမေးအကြံပြုချင်ပါတယ်ရှင့်မေးရဲ့အခုဗီဒီယိုလေးတွေကပေါ့နော်နားထောင်နေတဲ့သူတွေအတွက်အထောက်အကူတစ်ခုခုဖြစ်စေတယ်ဆိုလို့ရှင့်မေးရဲ့ဗီဒီယိုလေးကို share သွားလို့ရပါတယ်ရှင့်ထပ်ထပ်ပြီးတော့လည်းမေးဒီအောက်မှာပေါ့နော်ဘဟုပုတ္တရစရာဗီဒီယိုလေးတွေဂျပန်နဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေထပ်ထပ်ပြီးတင်သွားမှာဖြစ်တဲ့အတွက်ကိုမေးရဲ့အကောင့်လေးကို follow လုပ်ထားလို့ရပါတယ်ရှင့်